င်းဘက်ကိုပဲကိုကဦးစားပေးထားတာဆိုတော့ကျောင်းပညာရေးအကြောင်းကိုတွေ့လိုက်ရင်ခုချိန်ဒီကိုကိုဝမ်းနေရတော့မယ်။တမိဒါတမိရ6တန်းနဲ့ကျောင်းထားရတာ။6တန်းနဲ့ကျောင်းပညာရေးကိုရက်ထားရတာ။တကယ်ချင်းနေကတော့ကျောင်းနေရတယ်။တမိတယောက်တည်းမနေဖြစ်တာဆိုတော့ကျောင်းပညာရေးနဲ့ပတ်သက်ရင်တော့တက်ပြီးတော့ပြောပြရအောင်။ငွေကြေးအတွက်တမပူရဘူး။ဖေးနဲ့မေကိုအဖေကလန်ကူစာကားဆီရတဲ့ဘောကြတယ်။အဖေကလန်ကူစာကားကြီးဝယ်ပေးချင်သေးရဲ့။အမေတို့ကလည်းမျိုးရွှေရည်အများကြီးနဲ့အဲဒီတမိကတမိ မန်လေးရောက်ကြရဒီရဲကွက်ထဲမှာသမီးကြီးပြင်းလာဒီရဲကွက်ထဲမှာအိမ်ဝင်းဝယ်ပြောတိုက်ကြီးကိုဟေးနောင်ရှဲကြီးစောင့်ပြီးတော့ဘင်းနဲ့မျိုးထားအောင်မယ်ဒီလိုအမျိုးမျိုးရလာမျိုးငွေတော့ကြာလေဒီဆိုင်ပညာကြီးကိုဒီလိုကြီးပြင်မနေဆိုတော့နားမလဲဟောကလေးလေဆိုင်ဒီရဲ့ချိန်ဆိုဝင်းနေလိုက်တာအဲ့ချိန်အဲ့နေရစားချိန်စားရဆိုင်မတိရချိန်ဆိုကိုယ့်နဲ့ကိုထွက်စော်နေရဒီ လူအယောက်20အစိမ့်ကြီးကိုအုပ်ချုပ်ရတာဘယ်လိုမျိုးလဲဆိုတော့ကိုနားမလဲဘူးအရွယ်ရောက်လာတဲ့ခါမျိုးမှလည်းအဲ့တန်ကြီးကတားသီးတာပင်မန်းတာဒီလိုအမြင်မျိုးမျိုးရတာလို့ဆိုတော့ငငယ်ရဆိုကြောင်းတစ်ဖက်ဆိုင်းတစ်ဖက်ဟာဘယ်လိုလဲစောင်းမွေးဆိုတော့တယောက်တည်းဖြေရတဲ့ခါမျိုးတွေဟောဆိုဆိုင်းသွားတည်းရဲ့ချိန်ကဒီပြီးရင်အဲ့ရနေပြီးညာရင်းကြီးဆိုလည်းညာရင်းကြီးပြန်လာစောင်းမွေးပြန်လာပြန်လာတားပင်မန်းတာအခုချိန်ထိလဲဒီကဒီဆိုင်းဘက်ကိုပဲကိုကဦးစားပေးထားတာဆိုတော့ ကျောင်းပညာရေးအကြောင်းကိုတွေ့လိုက်ရင်ခုချိန်ဒီကိုကိုဝမ်းနေရတော့မယ်။တကယ်ချင်းနေကတော့ကျောင်းနေရတယ်။သမီးတယောက်တည်းမနေဖြစ်တာဆိုတော့ကျောင်းပညာရေးနဲ့ပတ်သက်ရင်တော့တက်ပြီးတော့ပြောပြရအောင်။သမီးကတော့သင်တန်းတွေတက်ချင်တာပေါ့နော်။အင်္ဂလိပ်ပြီးခင်အဲတခြားအဲအဲဂျပန်ဘာသာစကားကိုရီးယားဘာသာစကားသင်ထားချင်တယ်ပေါ့နော်။နောက်တော့ကိုသွားခဲ့တော့မှမပြော။ဒါပေမဲ့အိမ်ကလည်းမြေပိုင်းလည်းလိုက်မပို့နိုင်ဘူး။အားလည်းမအောင်။အိမ်ကလည်းငယ်လေးကတော့ကြောင်းတက်တယ်လေ။အိမ်မှာတမိနဲ့အမေနဲ့ရောက်တဲ့ကြာဆိုတမိကအမေကိုလည်းကူရတယ်ဒီဆိုင်လုပ်ငန်းကိုလည်းလုပ်ရတော့တမိမှနားချိန်တောင်မှရှိတယ် သူမြဲရေတော့အဲ့လိုမားတန်းချောက်တန်းလေးတန်းနဲ့ကြောင်းတက်ခွဲရရင်ဆိုကိုတော့အံ့ဩတာပေါ့နော်။အော်ဘာလို့ငငယ်ရွေးနေများဘာခက်ခဲနေရှိလို့များကြောင်းဆက်မတိုက်ခဲကြရလဲပေါ့။အော်လို့ဒီဖြစ်ရဲ့ကြီးကိုလို့ငါကိုယ်တိုင်ကြုံရမှနားလေ။တမိဒါတမိရ6တန်းနဲ့ကြောင်းထားရလား။6တန်းနဲ့ကြောင်းပညာရေးကိုရထားရလား။အော်လို့ကိုယ်လည်းကြာမှမတိုင်းတာလေ။အဲ့နေကသူ့ဖသားသားကလေးကိုမြင်လိုက်တော့လေတားဝမ်းနေသွား။အဲ့နေညာဆိုငိုးတောင်းငိုးပဲ။အညာလုံးထမင်းတောင်စားနိုင်။ က်ပွဲရဆိုရင်ကိုလူတွေထင်မသေးဘူးလေအဲ့ကောင်မလေးကပညာတက်ပွဲရတယ်ဘာနဲ့ចောင်းပြီးတာဆိုတာဟိုမှာဖြစ်တယ်လေသမီးကြတော့ပညာတက်ပွဲရတော့မဟုတ်ဒါပေမဲ့ဒီဇိုင်းပညာလေးရှိလို့သာဟိုမှာဖြစ်နေတာအဲ့တော့ចောင်းပညာရေးကိုရတဲ့အချိန်မှာရလူမျိုးတင်ယူကြပါလို့မပြင်းကြပါနဲ့သမီးတို့ကလည်းတက်ရအောင်တော့ပြင်းတာပေါ့အခုညမှာတက်ချင်တော့ညမတက်ရတော့ဘူးအင်းရဖင်းနေမြင်ရတော့လူမျိုးအော်သူဘဝရှိလေသူကြအဲ့လိုမျိုးကတော့သူတို့လည်းလူကြီးဆိုတော့သူတို့လည်းနာမလဲသူတို့ကဒီဆိုင်ပညာကိုပဲသူတို့ကပြောတော့ဆိုင်ပညာကိုပဲ စ조사ဖို့ပဲသူကတော့ပါဖြစ်တာအဖေနဲ့အမေဟိုကအများကြီးအခုချိန်မှာဆိုထားနိုင်နေပြီလေအမေဆိုလဲရွှေတဲလဲအဖေဆိုလဲရွှေရွှေတဲလဲနဲ့ကားဆိုကားအဲကားဆိုဆိုင်ကားအင်းစီကားအဲ့လိုမျိုးပေါ့နော်အခုဆိုအင်းစားဖို့တက်စီစဉ်ထားတယ်ဝိုင်းရတော့ဝယ်ပြီးသွားတယ်အများကြီးအမှုပညာသမားအချင်းချင်းနေတော့မှအများကြီးတိုက်ခိုက်တဲ့ဒဏ်ကိုခံပြီးမှဒီနေရာတစ်ခုကိုရအောင်ရက်ဒီနေရာဖြစ်တဲ့အတွက်ဘာဖြစ်ဖြစ်ကိုယ့်ရဲ့အခုဖြစ်တည်မှုပေါ်ရမှာလဲဂျင်းနေပါတယ် လဲခဲ့ရပြီမဲ့နောင်လာရတာမျိုးပါ냐မျိုးတော့လည်းမရှိပါဘူး။ဒါပေမဲ့အော်ငါစောပညာတပွဲရလေးတယောက်ဖြစ်ခင်တိတ်ကောင်းပါပဲဆိုတဲ့စိတ်ကူးလေးတော့ရှိရပါဘောနော်။ကိုဖြစ်ချင်တဲ့ဇန်နာလေးဆိုတော့ဇန်နာမျိုးတော့နောင်လာရမျိုးမရှိပါဘူး။ဘွေးကြီးများရတာပေါ့နော်။အဲဆိုတပွဲတပွဲကိုနေဝေးဝေးသလိုလေ။အဲကိုလိုချင်လို့တောင်းတာမျိုးတော့မဟုတ်ဘူးလေ။ဟောဆိုခုကတည်းကစီး စီကားစီဘိုးတွေပြီးတော့ဒါအဖွဲသားရှင်းရှင်းလေးလမ်းမှာအဖွဲကိုကျွေးရတာမျိုးရမျိုးရှိရလေဒါတော့မှကိုကဘယ်လိုဖြစ်လို့ပြောမလဲအင်းရဆက်ကလည်းအပိုင်းဆိုင်းကားဆိုလည်းအပိုင်းနမို့ဆိုရင်ဒါဆိုင်းကတည့်ရရဲချံကအများကြီးပေါက်တယ်လေအဲ့လိုမျိုးရဆိုတော့အားကြောင့်လဲဆိုင်းကြီးတွေကမြင့်လာပါလို့ပြီးအခွဲသားရှင်းကြီးကလည်းမြင့်လို့ဖွေနဲ့မျိုးအဖေကလန်ကူစာကားဆီရတဲ့ဘောကြအဖေကလန်ကူစာကားကြီးဝယ်ပေးချင်သေးရဲ့အမေတို့ကလည်းမျိုးရွှေအများကြီးနဲ့အဲဒီတမီးကတမီးမန်လေးရောက်ကြရဒီရဲ့ကွက်ထဲမှာတမီးကကြီးပြင်းလာ ဒီရက်ကတည်းကအိမ်ဝင်ဝယ်ပြောတိုက်ကြီးကိုဟေးညောင်ရှေးဆောင်ပြီးတော့ဘင်းနဲ့မျိုးထားအောင်မယ်ဝေးသေးကငါကန်ကောင်းတယ်ငွေကျဲတော့မပူရဘူးကိုငါတော့ဆိုအဖေနဲ့မိကပြောရရင်ဖြစ်နိုင်မှာဘူးသူမြေကြီးကားစီတော့ကိုလေးကားမရှိတော့တမီးကအဲ့စကားကိုလည်းတင်မထအောင်ပြောရမြဲမဖြစ်နိုင်တာမရှိဘူးမဖြစ်သေးရပဲရှိရသူကလည်းသူဖြစ်လာမှာကိုစိုးစားရင်စိုးစားသလိုဖြစ်လာမှာအဲ့လိုမျိုးပေါ့နော်စိတ်ညစ်နေရင်လည်း စိတ်မငြင်းနဲ့ကိုစိတ်ငြင်းနေရယူဒီတိုင်းထိုင်နေလို့ကိုလို့အမယ်လုပ်ငန်းတွေကပြီးသွားအောင်စိတ်ငြင်းမှုဆိုတာခဏပဲစိတ်ငြင်းမှုကိုစီခဏရောက်လာတဲ့အချိန်မှာကိုကအကောင်းအကောင်းဆုံးပဲကြော်ဖြတ်လိုက်အဲအဲ့တိုင်းပဲမြဲပြောဖြစ်လာမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးတိုက်ဆောင်မှာခုတော့အိမ်ဝင်းရဝယ်ပြီးသွားတယ်စားဖို့ပဲကျန်တော့ဒါပေမဲ့ဒီရက်ွက်တွေတော့ဝယ်အောင်မှာပေါ့နော်အဲ့တော့အဆန်စုနေလူလူတယောက်ကစူးစမ်းရင်ဘာမှမဆိုဖြစ်နိုင်တယ်စူးစမ်းအကောင်စူးစမ်းတမျိုးငင်းတော့ဆိုတားဆင်းရလေတမျိုးတော့ မရှိတဲ့ဘဝနေမှာဒီလိုပဲစူးစမ်းရုံးကန်ပြီးတော့တက်လာအဓိကတော့စိတ်ထဲမှာကြောက်ဖို့ပဲတမီးကစိတ်ထဲမှာလေခေါင်းလဲမှာတော့ဆောနာကြောက်ပါလားမို့ဆိုတမီးကတမီးပြင်မလာလို့ရှိရင်တမီးငငယ်ပုံလေးတွေပြန်ရှာပြီးကြည့်ရငိုနေလေကိုဒီလုပ်ငန်းပေါ်မှာတအားပြင်မစိတ်ပြင်မလူပဲဖြစ်သွားရင်ဆိုကိုငငယ်ကပုံလေးပြန်ရှာပြီးကြည့်ရအော်ဘာမှမသိတက်ခဲတဲ့ရွယ်ကနေတောင်ငါဒီလုပ်ငန်းကိုလှုပ်လာသေးရပဲဒီရွယ်ကြမှာ ဘာလို့လိုရုံလဲလက်လွတ်မှလဲစိတ်တက်ကြသွားမှလဲကိုကိုကိုငိုနေရဲ့မျက်နှာကိုမှန်နေသွားကြည့်သေးရမှန်နေသွားကြည့်ပြီးတော့ဩဇူးဆန်နေကအများကြီးကြော်ဖြတ်နိုင်ပါတယ်အာတင်းထားစားမှာကိုကိုလိုမျိုးပဲတမီးအများကြီးရပေးဖြစ်တယ်အဲဒါဆိုစိတ်တက်လည်းမကြတော့ဘူးပေါ့နော်အဲ့လိုမျိုးစိတ်နဲ့စူးစမ်းရင်အများလုံးဖြစ်လာမှာပါတမီးကိုလည်းဆက်လိုက်ပြီးတော့အားပေးကြပါအောင်လို့တမီးရဲ့အမှုပညာ စ조사မှုတွေကိုလည်းဆက်လက်ပြီးတော့ကြီးစုပေးကြပါအောင်ရှင်။အဲဒါဒီနေ့1989ခုနှစ်အတွက်မှာသမီးစုစားအရင်နှစ်တွေနဲ့မတူပဲအကောင်းဆုံးဖြစ်အောင်အများကြီး조사ထားတာမို့လို့တမျိုးအများကြီးအပြည့်ဖို့အတွက်တမျှပြောချင်ပါရဲ့ရှင်။ဒီအမ်မြန်မာ celebrity MCI ကိုကြီးကိုလည်းအိန္ဒိယရောက်တကူတကားနဲ့လာပြီးအင်တာဗျူးပြီးတော့တမျှကျေးဇူးအများကြီးတင်ပါရဲ့ရှင်။အားလုံးချစ်ပါရဲ့ရှင်။